အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ဘဝစာကလေးမလေးရဲ့အိမ်ကအရန်ကိုပူပြင်းတာပေါ့။ရာသီဥတုကလည်းပူအိုင်းနေတော့တယ်။အမေအရန်ကိုပူတာပဲ။အမေ တော့တဲ့ဟာကျင်းကတ်တွေအားလုံးစီမှာလေအေးလေးတွေထုတ်ပေးတဲ့ပန်ကားတွေရှိရဲ့တဲ့ဒါမဲ့တားတို့အိမ်မှာကျတော့လေအေးထုတ်ပေးတဲ့ပန်ကားမပြောနဲ့လေဘူးထုတ်ပေးတဲ့ပန်ကားတော့မရှိဘူးကလေးတို့ရေစိတ်မပူနဲ့အမေဒီနေ့ပန်ကားဝယ်ဖို့အတွက်တခုခုစူးစမ်းကြည့်လိုက်မယ်အဲ့လိုပြောပြီးတော့ဟိုဟာစာကလေးမလေးကအိမ်ကနေထွက်သွားလိုက်တော့တယ်ကိုကလူကျမရှင့်ကိုပြောနေတာကြာပြီပန်ကားပြင်ပေးပါလို့ဆိုကျမပန်ကားမရှိဘဲနဲ့အိမ်ထဲမှာမနေနိုင်ဘူး အော်ဘယ်လိုလုပ်ပြီးတော့ပန်းကပြင်ပေးနိုင်မှာလဲငါ့မပတ်စံမှမရှိတာကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမလေးတို့ကစကားပြောနေတဲ့အချိန်သူတို့ရဲ့အိမ်တကားခောက်တံကိုကြားလိုက်ရတော့တယ်တင်တင်ကြီးကန်းမလေးကတကားဖွင့်ပေးလိုက်တာပေါ့ဟဲဘဝနင်မလားဘာကိစ္စရှိလို့လဲအမတင်နေအမတို့ရဲ့အိမ်မှာလေးပန်းကအဟောင်းလေးများရှိမလားလို့လာမေးကြည့်တာပန်းကအဟောင်းမရှိပါဘူးဘဝရဲ့အမတို့စီမှာပန်းကတစ်ခုပဲရှိတာ ကာလူကြီးကန်းကအိမ်ထဲကနေပြောလိုက်တော့တယ်။တင်းနေတင်းနေရဲ့ဘဝကိုအိမ်ထဲဝင်ခိုင်းလိုက်လေ။တင်းနေကြီးကန်းမလေးကဘဝစာကလေးမလေးကိုအိမ်ထဲကိုခေါ်လာလိုက်တော့တယ်။ဟုတ်တယ်ညီမဒီပန်ကပန်ကအဟောင်းလေးညီမလေးလိုချင်ယူသွားလိုက်။ဒါမဲ့ကိုကာလူတင်းနေနားလည်စမ်းပါတိတ်တိတ်လေးနေဘဝညီမလေးတို့ကကိုရွေးအိမ်ကြီးချင်းလေအဲ့လိုပြောပြီးတော့ကာလူကြီးကန်းကတင်းနေကြီးကန်းမလေးကိုမျက်လုံးအမူအရပြလိုက်တော့တယ်။ တင်းတင်းကြီးကမ်းမလေးလည်းတိတ်ဆိတ်သွားတော့တာပေါ့ကူကာလူရဲ့ကျေးဇူးပါနော်ညီမရဲ့ကလေးတွေကပူလုံးလို့ဆိတ်ညစ်နေကြတာอืมဒါမဲ့ပန်ကနည်းနည်းတော့ပြက်နေရဲ့ဦးလေးခိုလီကိုပြင်ခန်းလိုက်နော်အကိုတို့ကနောက်ရက်တည်းကျအိမ်မှာ AC တက်တော့မှမလို့လေဝဝစာကလေးမလေးကကာလူကြီးကန်းကိုကျေးဇူးတင်လိုက်တော့တယ်နောက်တော့ဝဝစာကလေးမကပန်ကကိုယူပြီးတော့အိမ်တက်မသွားပဲခိုးဦးလေးရဲ့အလုပ်ရုံကိုသွားလိုက်တော့တယ်ညီမဝဝဒီပန်ကအမိုက်တသားပဲ မော်တာလည်းလောင်နေရဲ့အထက်ပစ္စည်းတွေကလည်းမကောင်းတော့ဘူးဦးလေးရဲ့သမီးမပန်းကားအသက်ဝယ်ဖို့အတွက်ပတ်စံရှိရမဟုတ်ဘူးဒီတစ်ခုပဲပြန်ပြေးပေးပါနော်သမီးပတ်စံပေးပါမယ်သမီးရဲ့သဘောပါပဲခိုးကပန်းကားကိုဖွင့်လိုက်တော့တယ်ကိုကလူရှင်ပါလို့ဝဝကိုပန်းကားပေးလိုက်ရတာလေကိုမပန်းကားမြေမို့အတွက်ပတ်စံမှမရှိတာအဲ့ဒါကြောင့်ဝဝကိုပြင်ခိုင်းလိုက်တာလေမနေ့ကကြာရင်ဝဝဆီကနေပန်းကားပြန်တောင်းလိုက်မယ်ကို့ရဲ့အကြံဘလို့နေလဲ ။အော်ကုကလူရှင်ကကျမထက်ကိုလဲတာပဲ။ကျမဖြစ်အဲ့လိုတော့မတွေးမိလိုက်ဘူး။ခိုးဦးလေးကပန်းကောင်ပြင်လိုက်တော့တယ်။ကလေးတို့ပန်းကပြင်လို့ပြီးပြီထင်တယ်။အမေခိုးဦးလေးစီကနေပန်းကသွားယူလာအောင်မယ်။ဟိုကစားကလေးမကဘီရိုကိုဖွင့်လိုက်တော့တယ်။နောက်တော့သူ့မှာရှိတဲ့ပတ်စံလေးကိုယူသွားပြီးတော့ပန်းကသွားယူဖို့အတွက်ထွက်သွားလိုက်တော့တယ်။ပန်းကရဲ့အရှိမငါနေမှာမြရပါဘူးပန်ကားရဲ့အရှိမညီမရဲ့အတိုက်ကိုထားထားမှာ မောင်နှမနှစ်ယောက်လုံးကအိမ်ကိုပန်ကာယူလာတော့မှဖြစ်တာကြောင့်ရမ်းကိုပျော်နေရပေါ့ဖွင့်ကြည့်ပေးမယ်နော်အဲ့လိုပြောပြီးတော့ခိုးကပန်ကာကိုဖွင့်လိုက်တော့တယ်ပန်ကာကောင်းကောင်းနေနေရပေါ့မော်တာရီလည်းလဲပေးလိုက်ပြီနော်ဒါမဲ့ပန်ကာအစ်စ်တေလို့တော့ကောင်းကောင်းနေမှာမဟုတ်ဘူးနော်ဦးလေးဒီမှာဦးလေးရဲ့လောအားကယူလိုက်ပါအောင်ဘောကစကလေးမက ခိုးလောအားကပေးလိုက်တော့တယ်နောက်တော့ပန်ကာကိုယူသွားလိုက်တော့တယ်ပန်ကားကနေလေအေးလေးတွေထွက်လာတော့တာပေါ့ ကလေးနှစ်ယောက်လုံးကပန်ကားရှိမှနေပြီးတော့ရဲအောင်ဟန်းတာနေကြတာပေါ့ဘာလို့လဲဆိုတော့သူတို့အတွက်ပန်ကားအသစ်ဖြစ်နေရကြောင်းလေကိုကလူကြီးဝဝပန်ကားအိမ်ကိုယူလာတာတွေ့တယ်ကျမအကြောင်းတစ်ခုခုပြပြီးတော့သူ့အိမ်ကိုသွားပြီးတော့ပန်ကားဘယ်လိုလဲနေလဲဆိုတာကြည်လာခဲ့မယ်ဟုတ်သားပဲတေချာကြည်လာခဲ့နော်ပန်ကားရဲ့အရှိရနေပါထိုင်ပြီးတော့ကြည်လာခဲ့တေချာလေသေးရဲ့လားလို့လေတင်တင်ကြီးကမလီကဝဝစာကလေးမအိမ်ကိုရောက်လာတော့တယ်ဝဝဝဝ စားနေနေလောက်ပေးပါအောင်ဟုတ်ကဲ့အိမ်ထဲကိုဝင်ခဲ့လေဟိုပန်းကောင်ညီမပြင်လိုက်ပြီတင်တင်ကြီးကမလေးကလည်းအဲ့ဒါကိုကြည့်ဖို့အတွက်ပဲရောက်လာတာပေါ့အဲ့ဒီနောက်မှာတင်တင်ကြီးကမလေးကအိမ်ထဲကိုဝင်လာပြီးတော့ပန်းကားရှေ့မှာထိုင်ပြီးတော့ကြည့်လိုက်တော့တယ်ဘိုးကဒီပန်းကားအစ်စ်လိုပဲအကောင်းဖြစ်သွားတာပဲလေးကလည်းအေးနေရောအဲ့လိုပြောပြီးတော့တင်တင်ကြီးကမလေးကသွားဖို့လှုပ်လိုက်တော့တယ်အမစားယူသွားအောင်လေဟုတ်သားပဲအမမေ့သွားတယ် အမဒီကိုစားယူဝလာခဲ့တာပဲတင်တင်ကြီးကမလေးကစားဘူးကိုယူပြီးတော့သွားလိုက်တော့တယ်လမ်းတဝက်ရောက်တဲ့အခါမှာတော့စားဘူးကိုပြစ်ချလိုက်တော့တယ်ကုကလူဟေပန်ကလုံးဝကောင်းသွားပြီမသိရင်အသက်ဝယ်လာတဲ့အတိုင်းပဲလေရလည်းအေးနေရပဲဟုတ်လားဒါဆိုမနေ့ကကြာရင်မဝါစီကိုသွားပြီးတော့ပန်ကသွားယူလို့ရပြီပေါ့ဟာမနေ့ကဘာလို့သွားမှလဲဒီနေ့ညပဲရှင်သွားယူလိုက်ပါလား မယူပါဘူးဒီညတော့ဝဝနဲ့သူ့ကလေးတွေလေးအေးအေးနဲ့အိပ်ပါစေညရောက်တဲ့အချိန်မှာဝဝစာကလေးမနဲ့သူ့ရဲ့ကလေးတွေကပန်ကားရှိမှလှိနေရပေါ့အမေအရန်ကိုနေလို့ကောင်းတာပဲအေးအောင်အေးလာပြီอืมဒီနေ့တော့နည်းနည်းချက်ချက်အိပ်လို့ရပြီပန်ကားနေလာတဲ့လေးအေးတွေကြောင့်ကလေးနှစ်ယောက်လုံးကမြင်မြန်အိပ်ပြသွားတော့တယ်ဝဝစာကလေးမကလည်းလဲနေတဲ့ပန်ကားကိုကြည့်ပြီးတော့အိပ်ပြသွားတာပေါ့ အင်ညာကိုဝဝစာကလေးမလိုမိသားစုကပြပြရွှေရွှေနဲ့ဖျက်တမ်းလိုက်တော့တယ်။မနဲ့မိုးလင်းသွားတာပေါ့။မနဲ့မိုးလင်းတဲ့အချိန်မှာပဲကာလုကြီးကကအိမ်ရှိကနေထွက်လာပြီးတော့ဝဝစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်။နောက်တော့ကာလုကြီးကတကားခောက်လိုက်တော့တာပေါ့။ဝဝစာကလေးမကလည်းတကားဖွင့်ပေးလိုက်တော့တယ်။ဝဝရေးဝဝအကိုရဲ့အမေအိမ်ကိုရောက်လာလို့ခဏလောက်ပန်ကငှားပါလား။ယူပါလေအကိုဒီပန်ကအကိုကြောင့်ပဲညီမလေးစီမှာရှိနေရ။ ကာလူချီကန်ကအကြောင်းပြချက်ပေးပြီးတော့ပန်ကယူသွားလိုက်တော့တယ်ဘဝပန်ကပြန်လာတောင်းရင်မလို့ပြောမှလဲဟွကိုကဘဝကိုကြောက်တဲ့ခါမှမဟုတ်တာ မောင်းထုတ်လိုက်မှာပေါ့ပန်ကကိုယ့်ရဲ့ပန်ကပဲလေငါကပဲဒီပန်ကကိုပိုင်တာလေညနေရောက်သွားတော့တယ်ဝဝစာကလေးမကပန်ကန်တောင်းမှုအတွက်ကာလူချီကန်ရဲ့အိမ်ကိုရောက်လာတော့တယ်အကိုရဲ့အကိုရဲ့အမေပြန်သွားပြီလားအမေဘယ်ကအမေလဲ ဘသူ့အမေကိုပြောရလဲအိမ်ုံဘယ်အမေမှလာတာမဟုတ်ပါဘူးဒါဆိုဘာလို့မနဲ့တော့အမေလာရဲဆိုပြီးတော့လိန်ပြောရတာလဲငါရဲ့ပန်ကောင်ကိုပြန်လာယူမလို့လေငါရဲ့ပန်ကောင်ကိုမပေးနိုင်ပါဘူးဒီပန်ကောင်ကအမေရဲ့တော့ဆုံးအမှတ်တရပဲငါစိတ်ပြောင်းသွားပြီဒီကနေသွားတော့အကူကလူအကူအမေရဲ့အမှတ်တရဆိုလဲဘာလို့ညီမလေးကိုပေးလိုက်တာလဲဒါဆိုဒီပန်ကောင်ပြန်လိုက်တဲ့ပတ်စံညီမလေးကိုပြန်ပေးဟိုကတွတ်တွတ်ပြောဘာလို့អော်နေရလဲတ냐လုံးပန်ကောင်ရဲ့အောက်မှာအိတ်ပေးပြီပဲဟာတော်ရောပေါ့ ငါတို့လာပြီးတော့ခေါင်းဆောင်နေနဲ့အိမ်ကနေထွက်သွားလိုက်တော့ဝဝစာကလေးမကချီကန်းနေမရရဲ့အကြံစီကိုနားလဲသွားတော့တာပေါ့အဲ့ဒါကြောင့်ဝဝစာကလေးမကပြောလိုက်တော့တယ်ငါလည်းဒီပန်ကရဲ့လေကိုမခံရတော့ဒီတို့လည်းမခံရစေဘူးအဲ့လိုပြောပြီးတော့ဝဝစာကလေးမကအဲ့နေရာကနေထွက်သွားလိုက်တော့တယ်လမ်းတစ်ဝက်မှာကြက်တူရဲနဲ့တွေ့တော့တယ်ဘဝရဲ့အမအမရဲ့အကိုရဲ့အိမ်ကိုနေတရင်းလုံးသွားလေမလို့အဲ့ဒါကြောင့်ညီမလေးဒီလိုလောက်ကလေးတွေကိုခေါ်လာပြီးတော့အမအိမ်မှာလာနေလိုက် အမိုက်မှာ AC လည်းရှိရယ်ပြီးတော့ရေအေးလေးတွေရနိုင်တဲ့ရေခဲသစ်သာလည်းရှိရယ်အမလေးအကိုကြောင့်ညီမလေးရဲ့ပြဿနာတွေပြေလည်သွားပြီကလေးတွေလည်းအိမ်မှာအရန်ပူနေကြတာအကိုရဲ့အိမ်မှာတနွေလုံးအေးအေးဆေးဆေးဖြစ်တမ်းလို့ရပြီပေါ့ဘဝအကိုကနောက်၃လလောက်နေမှအိမ်ပြန်လာမှာနောက်တော့ဘဝစာကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့ချက်တူရဲ့အိမ်ကိုရောက်လာတော့တယ်ချက်တူရဲ့အိမ်ကအရန်ကိုအေးတာပေါ့အဲ့ကူလာကလည်းဖွင့်ထားသေးတာပေါ့ ရေအေးလေးရနိုင်တဲ့ရေကဲသစ်သားလည်းရှိတော့တယ်။အမေဒီပန်ကနေလေအေးလေးတွေထွက်နေရပဲ။ဟုတ်တယ်သမီးဒီပန်ကအဲကူလာလေလေအေးလေးတွေထုတ်ပေးတယ်။အဲ့ရမှာပဲကာလူချီကန်ကပန်ကဖွင့်မှုအတွက်ပလက်ကူမီးပုတ်တဲ့ထိုးလိုက်တဲ့အချိန်ရှော့ရပြီးတော့ပတ်ကွဲသွားတော့တော့တအိမ်လုံးလည်းမီးခိုးတွေနဲ့ပြည့်နေသွားတော့တယ်။ကုကလုဒါဘာဖြစ်တာလဲ။မီးလောက်နေပြီမီးလောက်နေပြီကြည့်ရတာ မတော်လာဝါဖြစ်မဲ့တင်နေကုကလူသူများကိုမကောင်းချက်ကိုကိုရိုင်းလည်းမကောင်းတာခံရတယ်လို့ပြောကြတာအမှန်တကယ်ပဲနောက်တစ်ဖက်မှာတော့ဝဝစာကိန်းမတို့ရဲ့မိသားစုကအဲကူလာရှင်မနှစ်ချိုက်စွာအိတ်နေကြတော့တာပေါ့ချီရတဲ့တငယ်ချင်းတို့ရေဒီဗီဒီယိုကိုလိုက်လုပ်ပြီးတော့တငယ်ချင်းတွေကို share ဖို့ channel ကို subscribe လုပ်ဖို့လည်းမမေ့နိုင်အောင်နော်ကျေးဇူးတင်ပါတယ်ရှင် တပတ်လောက်အကိုရဲ့အိမ်ကိုသွားလေတော့နေ့တိုင်းလျက်ဆက်တဲ့အသားကြီးစားရတယ်။အိမ်ကိုပြန်လာပြီဆိုတော့ကို့ဟာကိုရုံးကံမှဖြစ်တော့မှပြီးတော့လေဒီတော့အချင်းငှက်တွေကရန်ကိုထက်မြက်ကြတာ။ငါအမဲလိုက်မှာကိုကြောက်ပြီးတော့တောင်မောင်ရောင်လာကြတာမဟုတ်ဘူး။ရာစာသိန်းငှက်ကဗိုက်စာနေရာကြောင့်ချင်းငှက်သူတီးလေးတွေကိုအမဲလိုက်ဖို့အတွက်စဉ်းစားနေတော့တာပေါ့။ငါကလေးတွေကိုတော့အမဲလိုက်လို့ရတယ်။ဒါပေမဲ့နှွေရတဲ့ရောက်နေတာဆိုတော့အသားတွေကပုတ်တိုးသွားလိမ့်မယ်။အရင်ဆုံးရှေခဲတက်တာဝယ်မှဖြစ်မယ်။ ဲ့ဒါမှအေးအေးတတ်တဲ့အသားတွေမပြည့်စည်သွားမှာတရက်တရက်ပိုပူလာတာကြောင့်ရာစာသိန်းငက်ကရေခဲသစ်တာဝယ်ဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်။ဝါရေခဲမုတ်ရေခဲသစ်တာမိုက်လိုက်တာ။ငါ့ရဲ့ရောက်ဖောက်ကိုလက်ဆောင်ပေးဖို့အတွက်လုံးဝပါဖက်ပဲ။ပြီးတော့ငါ့ကြောင့်နဲ့အဲ့ဒီကောင်ကအလုတ်တခိုးကအလုတ်လုတ်လိုက်တော့ရမှရေခဲမုတ်ရောင်းလိုက်မယ်။ကျက်တူရရလည်းရေခဲသစ်တာဝယ်နေရပေါ့။အဲ့ဒီအချိန်မှာရာစာသိန်းငက်ကအဲ့ဒီနေရာကိုရောက်လာတော့တယ်။ဟဲ ကျတူရွေးဝယ်ထားတဲ့ရေခဲမှုရေခဲတက်တာတော်တော်လေးကိုမိုက်တာပဲ။ရာစာသိန်းကကရေခဲမှုရေခဲတက်တာကိုကြည့်ပြီးတော့အကြံနေထွက်လာတော့တယ်။အင်းအခုတော့ပြောစရာကောင်းပြီပဲ။ကျင်းငတ်တွေကိုအမဲလိုက်ဖို့အတွက်အကောင်းဆုံးနည်းဖြူဟာကိုရပြီ။ငါဒီလို ရေခဲတက်တာကိုဝယ်လိုက်မယ်။ပြီးရင်ရေခဲမှုရောင်းတာကိုဖမ်းပြပြီးတော့တော်တဲ့ကိုသွားရမယ်။ပြီးရင်ကလေးလေးတွေကိုအမဲလိုက်မယ်။ဘသူမှလည်းသိမှာမဟုတ်တော့ဘူး။ကလေးတွေအားလုံးကိုဘသူမှမသိအောင်ရေခဲတက်တာတွေကိုထည့်ထားပြစ်မယ်။ရာစာပြောလေ ရေခဲတက်တာဘယ်မျိုးစားကိုလိုချင်တာလဲကျွတ်တူရွေးဝဲတဲ့ရေခဲတက်တာအတိုင်းငါလည်းလိုချင်တဲ့စည်းကွက်အလုပ်လုပ်ဖို့ငါစဉ်းစားထားတယ်ကျင်းငက်တည်းရဲ့တောရဲမှာရေခဲမုတ်သွားရမလို့လေရစာရဲ့မင်းဘယ်တော့ကဒီလောက်တောင်ရှိုးသားတော့ရတာလဲပထမအဆုံးအချိန်ငါနားနဲ့ကြားလို့ကွယ်ကြည့်ပါဦးရစာလည်းအလုပ်လုပ်တော့မလို့တဲ့အဲ့ဒါတော့ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ငါကမိထုပရင်ရဲ့ဒေါသနဲ့အပြစ်တွေကိုကြောက်တယ်လေ အဲ့ဒါကြောင့်မလို့ပတ်စံရှာပြီးတော့ဈေးကနေပဲအသားတွေဝယ်ပြီးတော့စားတော့မလို့ငါဘဝမှာဘယ်တော့မှကလေးလေးတွေကိုမစားတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီကောင်းပြီကောင်းပြီရာစာမင်းဒီလိုရေခဲတက်တာမျိုးရစေရမယ်အဲ့နောက်မှာတော့ရာစာသိန်းကကကြက်တူရေးဝယ်သွားတဲ့အတိုင်းရေခဲမုတ်ရေခဲတက်တာကိုဈေးကွက်ဆီကနေဝယ်လိုက်တော့တယ်။ကလေးတို့ရေရေခဲမုတ်အေးလေးစားကြမယ်လေ။ကလေးတို့ရေလာကြ။စတော်ဘယ်ရီ၊ဗနီလာ၊ချောကလက်ရေခဲမုတ်အားလုံးရမယ်နော်။ အဲ့လိုမျိုးအတန်ပေးပြီးတော့ရာစာသိန်းကကတောထဲမှာပတ်ပြီးတော့ရေခဲမှုရောင်းနေတာပေါ့ဒါဘာလဲဟာရာစာသိန်းကကရေခဲမှုရောင်းနေရလားပထမအဆုံးချိန်တွေ့ဘူးတာပဲကြည့်ရတာရာစာ လိမ့်မာနေပြီထင်တယ်အမေတားရေခဲမှုစားခြင်းနဲ့သိန်းကအန်ကက်စီကိုတောက်ခွင့်ပေးပါနော်မေပစံနည်းနည်းလေးပေးပါလားရေခဲမှုတားတော့ဝယ်စားမလို့တားရေမရဘူးအမေကြောက်တယ်ရာစာကတားကိုထိခိုက်အောင် လုပ်ရင်ဘယ်လိုလုပ်မလဲ အဲ့ဒီအချိန်မှာခိုးကလေးလေးကပြေးလာပြီးတော့ရေခဲမှုစားဖို့အတွက်ရောက်လာတော့တယ်။အမေဟိုမှာကြည့်လိုက်ခိုးလေးလည်းတွားနေရပဲ哦တောက်လည်းတောက်ခွင့်ပေးပါနော်။မဟုတ်ရင်ရေခဲမှုနေကုန်သွားလိမ့်မယ်။ကျွန်တော်အခုချက်ချင်းတွားပြီးတော့အခုချက်ချင်းပြန်လာခဲ့မယ်။ကောင်းပြီကောင်းပြီရေခဲမှုတွားဝယ်လိုက်။ဒါမဲ့အိမ်ကိုပဲတမ်းပြီးတော့ပြန်လာရမယ်နော်။အမေအိမ်ကိုအရင်ပြန်နေမယ်။တားရဲ့အဖေအတွက်ထမင်းဟင်းရလည်းချက်ရအောင်ပါ။ဟုတ်ပြီလား။အိမ်ကိုမြင်မြန်လေးပြန်လာခဲ့နော်။ ကိုကိုစာကလေးကိုပတ်စံပေးပြီးတော့ဘဝစာကလေးမကအိမ်ကိုပြန်သွားတော့တယ်။အဲ့နောက်မှာတော့ကုကုနဲ့ခိုလေးတို့ကရေခဲမဝယ်ဖို့အတွက်ရာစာသိမ်းခန်းစီကိုရောက်လာတော့တယ်။အန်ကေအန်ကေတောက်ဟုတ်စတော်ဘယ်ရီရေခဲမုတ်ပေးပါ။တောက်ဟုတ်ကချောကလေးရေခဲမုတ်နှစ်ခုပေး။တစ်ခုကတားအတွက်နောက်တစ်ခုကတားရဲ့အမိအတွက်။တခါရဲ့နဲ့တားကောင်းတစ်ကောင်းလုံးရောက်လာတာပဲ။သူတို့ရေခဲတက်တာတွေကိုမြန်မြန်ထဲ့မှာ။ ဟုတ်ပြီကလေးတို့တအားတို့နှစ်ယောက်စလုံးအခုပဲရေခဲမုတ်ပေးမယ်။ရာစာသိန်းကကဘေးပပလဲကိုကြည့်လိုက်တော့ရင်ဘသူမှမရှိရကြအောင်မြ мян လေးကလေးနှစ်ယောက်ကိုဖမ်းပြီးတော့ရေခဲမုတ်ရေခဲတက်တာတွေကိုထည့်လိုက်တော့တယ်။နောက်တော့တကားကိုပိတ်လိုက်တော့တယ်။စားကြမယ်လေကလေးတို့စားကြမယ်။အေးအေးလေးနဲ့ချွတ်ချွတ်မွမွလေးရေခဲမုတ်ရှင်နဲ့နဲ့ကိုဆက်သွားပြီးတော့ရာစာသိန်းကဘူဘူးငှက်မလေးနဲ့စက်တူရီကိုလည်းဖမ်းပြီးတော့ရေခဲတက်တာတွေကိုထည့်လိုက်တော့တယ်။အဲ့ဒီရာစာသိန်းကကလေးလေးအောင်လုံးဖမ်းလိုက်တော့တာပေါ့ ဒါပေမဲ့လည်းအဲ့ဒီရေခဲတက်တာတွေမှာကလေးတွေကိုဖမ်းပြီးတော့ထည့်ထားတဲ့အကြောင်းတော့ဘယ်သူမှမသိဘူးပေါ့အမေကဟင်းသီးဟင်းရွက်ဝယ်ခိုင်းလိုက်တာဒါမှငါအရင်ကရေးစားတာပဲအေးအေးလေးရေခဲမဟုတ်စားရရင်တော့တတော်လေးကိုကောင်းပါပဲခြေကန်ကလေးလေးကရေခဲမှုရောင်းနေတာကိုတွေ့ပြီးတော့ပြေးသွားလိုက်တော့တယ်အန်ကေအန်ကေတားအတွက်အေးအေးလေးချောကလက်ရေခဲမှုတစ်ခွက်လောက်သူလည်းရောက်လာပြီပေါ့ဒါမှမဲ့သူကခြေကန်ရဲ့ကလေးပဲသူကအရင်ကထမျက်တာ တို့တော့ငါတည်တည်ချာချာလှဲ့ွက်စင်ပြီးတော့ဖမ်းမှဖြစ်မယ်။အဲ့လိုတွေးပြီးတော့ရာစာသိန်းငက်ကကြီးကန်းကလေးကိုတတ်ခိုက်လိုက်တော့တယ်။ဒါပေမဲ့ကြီးကန်းကလေးကလွတ်အောင်ရှုံးပြီးတော့မြ мян လေးပြေးသွားလိုက်တော့တာပေါ့။ဟွန်းလူလေလေးပဲငါလက်ထဲကနေရအောင်ထွက်ပြေးသွားသေးတယ်။ငါတို့အလွတ်ပေးလိုက်လို့မဖြစ်ဘူး။တို့ဒါမဖမ်းမိရင်တော့အကျင်းငက်တွေအားလုံးအမှန်တိုင်းပြောလိုက်မယ်။ရာစာသိန်းငက်ကကလေးတွေကိုဖမ်းနေတယ်ဆိုပြီးတော့ ရာစာတိုင်းခက်ကလည်းကြီးကန်းကလေးလေးကိုဖမ်းမှုအတွက်နောက်ကနေပြေးလိုက်သွားတော့တယ်။နောက်တစ်ဖက်မှာတော့ကျက်တူရဲကသူ့ရဲ့ရောက်ဖအတွက်ရေခဲမုတ်ရေခဲတစ်တာကိုဝယ်ပြီးတော့အင်ကိုပြန်လာတော့တယ်။ဒီမှာကြည့်မိမမင်းရဲ့အတော့မကြတဲ့မောင်အတွက်ကိုရေခဲတစ်တာဝယ်လာခဲ့တယ်။သူအလုံးလုံးမှဖြစ်လိမ့်မယ်။ကိုကုံနေကသွားယူလိုက်အောင်မယ်။ပြီးကြရင်ကုံနေကနဲ့ဒီရေခဲတစ်တာကိုတင်ပြီးတော့မင်းမောင်နေတဲ့တောရဲကိုသွားပို့လိုက်မယ်။နောက်ထပ်မောင်ရှင်ရှင်အများကြီးလှုပ်ပေးပြီးပြီဆိုမှတော့နောက်ထပ်တစ်ခုတော့ထပ်လှုပ်ပေးလိုက်ပါလား။ ရှယ်အများကြီးလှုပ်ပေးပြီဆိုတော့နောက်ထပ်တစ်ခုပါထပ်ပြီးတော့လှုပ်ပေးလိုက်ပါလားဒီကေကေတက်တာတွေမှာရေခဲမှုမှာထည့်ပေးလိုက်အဲ့ဒါမှကျမရဲ့မောင်မနှက်ဖြန်တခါတည်းအလုပ်ဆောက်လုပ်လို့ရမှာပေါ့အာဟိုမိမရဲ့ဒီလောက်ရေခဲတက်တာအကြီးကြီးကိုကိုကဗလာကြီးပြိမယ်ထင်တာလားအစကတည်းကရေခဲမှုတွေအများကြီးထည့်ထားပြီးသားအဲ့ဒီနောက်မှာတော့ကျက်တူရဲကကုန်တင်ကားယူဖို့အတွက်သွားလိုက်တော့တယ်။ကျက်တူရဲမလေးကလည်းထမင်းချက်ဖို့အတွက်အိမ်ထဲကိုဝင်သွားလိုက်တော့တယ်။ ရာစာတန်ကက်ကလည်းကြီးကန်းလေးကိုမမိပဲနဲ့လက်ပလာနဲ့ပြင်ပန်းရင်ပြန်လာလိုက်တော့တယ်။ဒီလောက်လေတဲ့ကလေးကိုငါမတွေ့ဘူးသေးဘူး။ဘယ်ဟိုသွားလိုက်လဲမသိဘူး။အဲ့ဒီကလေးကတခြားသူတွေကိုမပြောခင်ငါအရင်ဆုံးကလေးတွေကိုထည့်ထားတဲ့ရေခဲတက်တာကိုရှူပြီးတော့ဒီကနေအဝေးကိုထွက်ပြေးမှဖြစ်လိမ့်မယ်။ရေခဲတက်တာကိုပမာထားခင်မယ်။ရာစာတန်ကက်ကမှတ်မှတ်မိတော့ဘော။အဲ့အကြောင်းရာစာတိတ်ငက်ကစက်တူရဲ့ရေခဲတက်တာကိုယူပြီးတော့သွားလိုက်တော့တယ်ခဏကြာရဲ့နောက်မှာတော့စက်တူရဲ့ကကုန်နင်ကားကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တယ် ဟဲ့တော့ငါရဲ့ရေကဲတက်တာဘယ်ရောက်သွားလဲဖះရေကြည့်ရတာရေကဲတက်တာကိုတခုခုဝိုင်းနေတူတယ်အဲ့နောက်မှာတော့ချက်တူရေကစိတ်ငင်းငင်းနဲ့တောထဲမှာပတ်ပြီးတော့ရေကဲတက်တာကိုလိုက်ရှာလိုက်တော့တယ်ခဏကြာတဲ့နောက်မှာတော့ချက်တူရေကရေကဲတက်တာကိုတွေ့သွားတော့တာပေါ့ဒါပေမဲ့အဲ့ဒီရေကဲတက်တာကချက်တူရေဟာမဟုတ်ဘဲနဲ့ကလေးတွေကိုဖမ်းပြီးတော့ထည့်ထားတဲ့ရာဇာတိုင်းငယ်ရဲ့ရေကဲတက်တာဖြစ်နေတာပေါ့ငါရဲ့ရေကဲတက်တာပဲ ဘယ်တခိုးကငါရဲ့ရေခဲတက်တာကိုခိုးပြီးတော့ဒီလိုရူလာလည်းမသိဘူးဟုတ်သားပဲငါနားတယ်ပြီရေခဲမုန်နေအားလုံးကိုခိုးပြီးတော့ရေခဲတက်တာကိုထားခဲ့ရဖြစ်ရမယ်ဒါကြောင့်ရေခဲတက်တာဒီမှာရှိနေရတာကျက်တူရေးကရေခဲတက်တာအဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကလေးတွေအားလုံးကရေခဲတက်တာတွေကနေထွက်လာလိုက်တော့တာပေါ့အဖေအဖေတော်ပါသေးတယ်တားတို့ကိုကယ်လိုက်လို့မဟုတ်ရင်တိုင်းငယ်အန်ငယ်ကတားတို့ကိုရေခဲတက်တာထဲမှာပိတ်ပြီးတော့ခေါ်သွားနေတာဩ အဲ့ဒါကြောင့်ညာစာသိန်းကကရေခဲတက်တာဝယ်တာပေါ့လေကလေးတွေကိုဖမ်းလို့ရအောင်ငါထင်လိုက်တာအလုံးလုံးမလို့ပေါ့လေတောင်ပေါ်ရောက်တဲ့အချိန်မှာညာစာသိန်းကကရေခဲတက်တာကိုဖြန့်ကြည့်လိုက်တော့တယ်အဲ့ဒီအချိန်မှာရေခဲမုန်နေရလွယ်ပြီးတော့တခြားဘာမှမရှိဘူးပေါ့ဟဲဒါကဘလို့ဖြစ်တာလဲကလေးတွေကဘယ်ရောက်သွားတာလဲကလေးတွေကိုဖမ်းပြီးတော့ငါရေခဲတက်တာတွေထည့်ထားတာပါရှာသာသိန်းကကဘာတွေဖြစ်နေမှန်းနားမလည်ဘူးဖြစ်နေတော့တယ် သူ့ရဲ့စူးစမ်းမှုတွေအားလုံးကအလကားဖြစ်သွားတော့သူစားဖို့အတွက်ကလေးတယောက်တောင်မရှိတော့ဘူးပေါ့ချစ်ရတဲ့တငယ်ချင်းတို့ရေဒီပုံမြင်လေးကိုသဘောကျတယ်ဆိုရင်ဗီဒီယိုလိုက်လုပ်သွားကြပါအောင်နော်ပြီးတော့ဒီလိုမျိုးပုံမြင်လေးတွေကိုနားထောင်မှုအတွက် channel ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်